တို့လောဘပညာမှာအထက်လမ်းရှိတယ်အောက်လမ်းရှိတယ်နောက်အလေလို့ခေါ်တယ်ခုလက်ဆိုတာရှိတယ်အထက်မှာလည်းပြရရှိတယ်ခုလက်မှာလည်းပြရရှိတယ်အောက်မှာလည်းပြရရှိတယ်ပညာနဲ့ပတ်သက်တဲ့ပြရမျိုးတွေပဝန်းကျင်မှာပါသက်ပြောဟိုလူတွေကိုဖုတ်သွင်းပြီးတော့ကနခါလင်းချစ်ယူတဲ့ပြရမျိုးတွေဒါကြတော့အောက်လမ်းနဲ့တက်ဆိုင်နဲ့အောက်လမ်းຫນွေတဲ့ ်ပြီးရဆင်းမှုတွေပေါ့1500ပြီးရချက်လားလင်းချင်းမရချက်ဒီဘက်ခေတ်မှာရှိတယ်လေဖောက်ပြဲမှုတွေများတော့မိယောက်ျားမိမိအမျိုးသားမိမိအိမ်နောက်ဘက်သားသမီးချစ်ခင်တွေအောင်ဆွဲလန်းတွေအောင်ပြုလုပ်ကြတယ်တက်တူးထိုးရင်ကျတို့မလိုချင်တဲ့အခါဒေတာထိုးပြီးပြန်ဖြတ်ပြလို့ရတယ်လောကီပညာနဲ့ပတ်သက်တဲ့ပြာစေးတွေထိုးတဲ့အခါသူတို့ထိုးလိုက်တဲ့စေးတွေဟာဒီထိုးလိုက်တဲ့သူရဲ့သွေးသားထဲကိုရောက်ပြီးတော့မသိမရှင်းဒီသွေးနဲ့သူလေပတ်နေကြတာဆရာမတူမူမူတူပေါ့ဆရာတို့မှာကြတော့ ိုင်းနိုင်ရတဲ့အချက်ရှိတယ်ဆိုကြပါတို့ဒီပီယာသေးသုံးမယ်ဆိုရင်ကျတို့ကာမေတုကံကိုရှောင်ရတာရှိမယ်သူရာဆိုတဲ့အရက်တေတာကိုရှောင်ရတာရှိမယ်နည်းဆုံးက၅ပါးမှ၅ပါးလုံးမရှောင်နိုင်တော့ဒီနှစ်ပါးတော့အဓိကအားဖြင့်ရှောင်ရတယ်သူကြပါသူပီယာဆေးထိုးထားပြီးတော့ရုပ်ရင်ကြမ်းတမ်းတဲ့အပြုမူတွေရုပ်ရင်ကြမ်းတမ်းတဲ့စကားလုံးတွေရုပ်ရင်ကြမ်းတမ်းတဲ့နေထိုင်မှုတွေလုပ်နေရင်လည်း ဘူးမှချက်မှာမဟုတ်ဆရာတို့လောကီပညာမှာအထက်လေအောက်ရှိတယ်ပြီးရမှာလည်းထက်လေအောက်ရှိတယ်မိမိနဲ့ kait ပြီးတဲ့စေဖြစ်ရလားဒါတွေလဲအများကြီးစဉ်းစားဖို့လိုတယ်ဆရာတို့ပြောချင်တာကတော့ထိုးပေးတဲ့ဆရာတွေနေနဲ့လဲမိမိနာမည်ရရောပေါ်ပင်ဖြစ်ရောလူသိများရောအတွက်နဲ့လုတ်ပေးသင့်ဘူးဆရာတို့ဘမစကားပေါ်မှာပေါ်စီလိုလိုတောင်းဖို့ဆေးအတွက်လေးဆိုဆေးကြောင့်ဒုက္ခရောက်သွားနိုင်တယ်အများကြီးဒုက္ခရောက်သွားတယ် ခေစားလာကြတော့ social media အကြောင်းလည်းပါတာပေါ့လေနော်အဲ့တော့စေစုစေပေါက်တွေခေစားလာကြတယ်အဲ့လို PR စေးထိုးတယ်ပေါ့ PR စေးပေါက်တယ်ပေါ့အဲ့တော့စေးထိုးစေးပေါက်တယ်ဆိုတဲ့တော့စေးရပါတာပဲဆရာတို့ဒီလူတယောက်ကို PR စေးထိုးပေးမယ် PR စေးပေါက်ပေးမယ်ဆိုကြတော့ PR နဲ့ဆိုင်နဲ့အင်းနေတော့ကြတယ် ပီရနဲ့ဆိုင်တဲ့ဆေးတွေတုံးကြတယ်ပေါ့အဲ့တော့ပီရဆိုတာကဆစ်စင်းမြတာကိုအခြေခံတဲ့ဆေးမျိုးဆစ်စင်းမြတာကိုအခြေခံတဲ့အင်းမျိုးပီရဆေးပီရအင်းနဲ့ပတ်သက်လာရင်ဆရာမတူမူမတူ များစွာရှိတယ်ဆိုတော့အခါကျတော့ဘလိုနေနေဆရာတို့ကဆေးပါပြီ1500ပီရချက်လားလင်းချင်းမရချက် ဒီဘက်ခက်မှာရှိတယ်လေဖောက်ပြန်မှုတွေများတော့မိမိယောက်ျားမိမိအမျိုးသားမိမိအိမ်တော်ဘာသာသဖြင့်ချစ်ခင်နေအောင်ဆွဲလန်းနေအောင်ပြုလုပ်ကြတယ်တချို့အများနဲ့သက်ဆိုင်တဲ့ရှင်းရှင်းမြတ်တာမျိုးပေါ့လူအများနဲ့ဆက်ဆံရတဲ့လူပညာရှင်လိုမျိုးအဲလုပ်ငန်းတောင်းနာတွေမှာ အကြီးပိုင်းနေမိမိရဲ့လက်အောက်ငယ်သားတွေလည်းချစ်ခင်အောင်မိမိရဲ့အထက်လူကြီးတွေလည်းချစ်ခင်အောင်ဒီလိုမျိုးတွေထိုးလာကြတယ် ပီယာစီဆိုတာကတော့ပီယာတို့ကာယတို့လာဘတို့စသဖြင့်နေရတော့ဆိုတော့ဟိုးအစင်ဆက်ဟိုးရှိရှိလေးရှိခဲ့ကြတာဒီဘက်ခင်မာမတဖန်ပြန်ပြီးခက်စားလာတာပေါ့အဲ့တော့ဒီစီးတွေထိုးကြမဲ့ခொနဲ့အသားသမီးတွေအနေနဲ့မိမိကဘာကြောင့်ထိုးကျင်တာလဲဥမာမိမိရဲ့ချစ်သူမိမိရဲ့အိမ်နာမိမိရဲ့မျိုးသားနေရောင်ကြစနီးမြတ်စသဖြင့် စစ်ခင်းနေကျင်တာလားဆွဲလန်းနေကျင်တာလားသစ္စာရှိနေကျင်လို့ထိုးတာလားနောက်တစ်ခါအများနဲ့သက်ဆိုင်တဲ့မောင်ချက်နံပါတ်ချက်ပေါ့မိမိကိုမြင်တာနဲ့စစ်ခင်းအောင်စေတနာရှိအောင်မေတ္တာတက်ဝင်အောင်ကုညီရိုင်းမင်းအောင်သတ်သဖြင့်98နဲ့ຫນွေတဲ့98မေတ္တာနဲ့ပတ်သက်တဲ့စစ်ချင်းမေတ္တာလိုချင်လို့ထိုးကြတာလားဒါကိုပထမတစ်ချက်သိဖို့လိုတယ် မိမိရပါလို့ထိုးကျင်တာလေဒါမှမဟုတ်သူများထိုးလို့ပေါ်ပင်နေနဲ့ထိုးကျင်တာလားနောက်တော့ခါမိမိသေးထိုးမဲ့ဒီပြရနဲ့ပတ်သက်တဲ့စီးပေါ့ဒီစီးရဲ့အနည်းငယ်အစွမ်းထမှုဘလောက်သိလဲဘလောက်ထိလေးလာဘူးလဲကျတော့ကဒီနေ့ခေတ်မှာတက်တူးထိုးရင်ကျတော့မလိုချင်တဲ့အခါ လေစာထိုးပြီးပြန်ဖြတ်ပြလို့ရတယ်ဒီလောကီပညာနဲ့ပတ်သက်တဲ့ PR စေးတွေထိုးတဲ့အခါကျတို့အရေးပြပုံမှာထင်ကျန်နေတဲ့အရာတွေကိုမလိုချင်လို့ပြန်ဖြတ်လို့ရရင်တော့ကျတို့ထိုးလိုက်တဲ့စေးတွေဟာဒီထိုးလိုက်တဲ့လူရဲ့သွေးသားထဲကိုရောက်ပြီးတော့မသိမချင်းဒီသွေးနဲ့တူလေပတ်နေကြတာဆိုတော့ဒီစေးကမိမိနဲ့ကိုက်ညီရလားမိမိလိုချင်တဲ့ ပြည်ရပိုင်းဆိုင်ရာအပွင့်လန်းရောပေးနိုင်ရဲ့လားနောက်တစ်ခါပြည်ရမှာလဲဆရာတို့လောကီပညာမှာအထက်လေအောက်ရှိတယ်လို့ပြည်ရမှာလဲထက်လေအောက်ရှိတယ်မိမိနဲ့ใกล้ကြီးတဲ့ဈေးဖြစ်ရဲ့လားဒါတွေလဲအများကြီးစဉ်းစားဖို့လိုတယ်နောက်ဒီလိုဈေးတွေကိုထိုးပေးတဲ့ဆရာတွေပေါ့မိမိထိုးပေးတဲ့ဈေးပေါ်မှာဘလောက်အထိအမခံချက်ပေးနိုင်လဲ မိမိထိုးပေးတဲ့ဆေးဟာဒီလူတစ်ယောက်တော့သူတို့လိုချင်တဲ့ပီယာပိုင်းက1500ဆိုလကောင်းဟမ်28ဆိုလကောင်းအမခါချက်ပေးနိုင်ရဲ့လားဒီဆေးတွေကစစ်မှန်ပါလေလို့ဘယ်လောက်ထိအမခါနိုင်လဲအဲ့တော့ဆရာတို့ပြောချင်တာကတော့ထိုးပေးတဲ့ဆရာတွေနေနဲ့လဲမိမိနာမည်ရရုံပေါ်ပင်ဖြစ်ရုံလူသိများရုံအတွက်နဲ့မလုပ်ပေးသင့်ဘူး မိမိရဲ့စိတ်စိတ်မှန်မှုမိမိရဲ့ပညာစိတ်မှန်မှုကိုလည်းအတိုင်းအတာတစ်ခုထိအာမခံနိုင်မှသာလျင်ခုနကသားသမီးတွေကိုမျှဝေတင်တယ်သူ့ဘာသူထက်ထက်လဲလဲအောက်အောက်ဒါဟာထိုးနှံတဲ့ခုနကသားသမီးတွေရဲ့ရွေးချယ်မှုပဲဖြစ်တယ်ဒီလိုပဲထိုးနှံမဲ့သူတွေနဲ့လည်းမိမိထိုးမဲ့စိတ်မိမိထိုးမဲ့စိတ်ရာဒီတိုင်း online မှာပေါ်ပင်ဖြစ်နေလို့ online မှာနာမည်ကြီးနေလို့လူသိများတဲ့ဆရာမလို့သွားထိုးတာလား ဒါမှမဟုတ်ကိုယ်တကယ်လိုချင်လို့လားအများကြီးပေါ့အများကြီးစဉ်းစားဖို့လိုတယ်မဟုတ်ရင်ကျတို့ဗမာစကားပုံမှာပေါ့စီလိုလို့ကြောင်ဆိုဆေးအတွက်လေးဆိုလို့ဆေးကြောင့်ဒုက္ခရောက်သွားနိုင်တယ်အများကြီးဒုက္ခရောက်သွားနိုင်တယ်လူတိုင်းသုံးလို့ရလားဆိုတဲ့နေရာမှာညာတော့အဖြစ်တော့ကျတို့ကဒီဆေးတစ်မျိုးဒီခုနှစ်အသားမြင့်တွေကိုပဲပေးကြတာပဲသို့တော့ကာလအပိုင်းခြားလိုက်ပေါ့ သုံးလို့ရတဲ့လူရှိတယ်။ဒါတော့ဆရာတို့ပညာရေးပိုင်းဆိုင်ရာတွက်ချက်မှုပေါ့။သုံးလို့မရတဲ့လူရှိတယ်။ဒါပေမဲ့ဆရာတွေမှာကဒီစေးတစ်မျိုးတည်းရှိကြတာမဟုတ်ဘူး။ဒီစေးနဲ့နံပါတ်၁စေးဆိုကြပါစို့။နံပါတ်၁နဲ့အဆင်မပြေတဲ့လူတွေအတွက်နံပါတ်၂ဆိုတာမျိုးရှိတတ်ကြပါလေ။အင်းဆရာမတူမူမူပေါ့။ဆရာတို့မှာကြတော့လိုက်နိုင်ရတဲ့အချက်ရှိတယ်။ဆိုကြပါစို့ဒီပီယာသေးသုံးမယ်ဆိုရင်ဆရာတို့ကာမေတုကံအောင် ရှောင်ရတာရှိမယ်တူရာဆိုတဲ့အရက်သေးတာကိုရှောင်ရတာရှိမယ်နည်းဆုံးက၅ပါးမှ၅ပါးလုံးမရှောင်နိုင်ရင်တော့ဒီနှစ်ပါးတော့အဓိကအားဖြင့်ရှောင်ရတယ်ဈေးမတောက်မိတာမျိုးဈေးမထိုးမိတာမျိုးကိုယ်နဲ့အဆင်မပြေတဲ့ဈေးမျိုးဆိုရင်ဘုရားမှာ side effect တော့လာမှာပဲတိတ်နေဒါကိုယ်ကိုယ်ရင်ကြုံတွေ့ရမယ့်အရာလေဟိုလူရှိလူခင်ပေါ်ခြင်းလို့ဒီဈေးကိုတုံးမိမဲ့ကိုယ်မြင်တာနဲ့မျက်မုံကျိုးသွားတာမျိုးကြောင်းမြန်တက်ရောက်မှုဒါ ထင်သာမြင်သာရှိအောင်ပြောတာဘာမှတဲအောင်မပြောပါလားကိုပြောတဲ့စကားအောင်ရင်လို့သုံးမိမဲ့ကိုပြောတဲ့စကားကိုအကုန်လုံးကဆန့်ကျင်သွားတာမျိုးဒီလိုဘာမှတဲရမှုတွေရှိတယ်ဒါဟာသိုးကျုပ်လက္ခဏာတွေပေါ့ဒီလိုကြီးဖြစ်လာပြီဆိုရင်တော့မိမိကိုယ်တိုင်ပြန်ပြီးတော့ရှင်းလင်းမှုဆိုတာတော့မဖြစ်နိုင်တလို့ပဲဒီလိုမျိုးစေးမားလို့ပဲဖြစ်ဖြစ်စေးထိုးတာမားတာပဲဖြစ်ဖြစ်မိမိတောက်တဲ့စေးအင်းစမတွေဟာ ိုနဲ့မတည့်လို့မှားယွင်းသွားတာပဲဖြစ်ဖြစ်ဖြစ်ပြီးဆိုရင်တော့အနည်းဆက်ဆုံးရှင်းလင်းပြနိုင်တဲ့ဆရာတွေရှိမှာပဲပြန်ပြီးတော့ရှင်းလို့ရတယ်အဲ့လိုရှင်းမှပဲအဆင်ပြေတယ်ဆိုတော့လောကီပညာမှာအထက်လမ်းရှိတယ်အောက်လမ်းရှိတယ်နောက်အလယ်လို့ခေါ်တဲ့ခုလက်ဆိုတာလည်းရှိတယ်ဆိုတော့အထက်မှာလည်းပြီးရရှိတယ်ခုလက်မှာလည်းပြီးရရှိတယ်အောက်မှာလည်းပြီးရရှိတယ်သင်ညာနဲ့ပတ်သက်တဲ့ပြာမျိုးတွေ ဟိုဆရာတို့ပဝန်းကျင်မှာပါသက်ပြောဟိုလူတွေကိုဖုတ်သွင်းပြီးတော့တနခါလင်ချစ်ယူတဲ့ပြည်ယာမျိုးတွေဒါကြတော့အောက်လန်းနဲ့တက်ဆိုင်နဲ့အောက်လန်းຫນွေတဲ့ပြည်ယာစေးမျိုးတွေပေါ့ပြည်ယာစေးထိုးတာဖြစ်စေပြည်ယာစေးပောက်တာဖြစ်စေဆရာတို့ဆိုကြပါဦးပြည်ယာစေးထိုးတာပြီးတော့ရုပ်ရင်ကြမ်းတမ်းတဲ့အပြုမှုတွေရုပ်ရင်ကြမ်းတမ်းတဲ့စကားလုံးတွေရုပ်ရင်ကြမ်းတမ်းတဲ့နေထိုင်မှုတွေလုပ်နေရင်လည်း ဘူးမှချက်မှာမဟုတ်ထိုးထားတဲ့ဆေးတွေအင်းနေတောက်ထားတဲ့ဆေးတွေအင်းနေစမတွေကဘလို့မှအစွမ်းပြနိုင်မှာမဟုတ်ဘူးအဲ့တော့ဆေးထိုးတာပဲဖြစ်စေဆေးတောက်တာပဲဖြစ်စေအင်းတောက်တာပဲဖြစ်စေစမတောက်တာပဲဖြစ်စေဘလို့ပဲဖြစ်ဖြစ်မိမိရဲ့အပြုတ်မှုပြောအဆိုနေထိုင်ရတယ်ငါးကြီးတက်ရောက်သေးတယ်အင်းတော်ရဲ့ဖောက်ပြန်မှုဆိုတာကတော့ဒီဘက်ခက်မှာမဟုတ်ဘူးရှေ့တွေကရှိခဲ့ကြတာသို့သော်ဒီဘက်ခက်မှာကျတော့ တလင်တမယာကိုသာလက်ခံရတာလေခြေတုံးကလို့ဟိုယောက်ျားကောင်မမတထောင်လို့ဘယ်နှယောက်ယူယူလို့ဆိုတဲ့အယူအဆတွေမရှိလို့ဒါလည်းအိမ်တော်ရင်ဖောက်ပြန်နေဆိုတာဖြစ်လာတာအကယ်၍မဲ့အဲ့လိုယူဆတွေရှိရင်အိမ်တော်ရင်ဖောက်ပြန်နေလို့မခေါ်ဘူးလေဆိုတော့ခေတ်ကာလနဲ့တော့ဖောက်ပြန်ခြင်းမဖောက်ပြန်ခြင်းကမဆိုင်ပါဘူးခေတ်တန်းလိုလိုရှိပါတယ်သို့တော့အနည်းနဲ့အများတော့ဆိုင်တာပေါ့ဒီဘက်ခေတ်မှာတော့ပိုများလာတာပေါ့ဖောက်ပြန်မှုတွေဆိုတော့ လွေလေးလွေလာကြတာကိုအိမ်အောင်တယ်ပဲဖြစ်ဖြစ်ပိုင်ရှင်ရှိတဲ့သူပဲဖြစ်ဖြစ်သမီးသားပဲဖြစ်ဖြစ်ယောက်ျားလေးတယောက်ဖောက်ပြန်မှုလဲလွေတယ်လို့တစ်ဖက်မိန်းကလေးတွေကလည်းလက်ခံမှုလဲလွေကြတာအဲ့ဒီတော့များသောအားဖြင့်မျိုးသမီးတွေပြုလုပ်ကြတာပေါ့ကိုယ့်အိမ်အောင်ပါချင်းညင်အောင်ကို့ဘောတစ္ဆာရှိအောင်မိသားစုပေါ်ဂရုစိုက်အောင်အိမ်အောင်ရဲ့ခိုင်မြဲအောင်လုပ်ကြတာပေါ့အဲ့တော့ ဒါတွေကတော့ခက်အဆက်ဆက်ရှိခဲ့ကြတာဖြစ်သလိုအခုခက်မှလည်းပိုဆိုးတာပေါ့နော်ပေါက်ပြမှုတွေပိုများလာသလိုဆရာ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 ဆိုတာတွေကအများကြီးပဲတွေ့ကြမှာပေါ့အဲ့တော့အစဉ်ပြေသွားတဲ့လူတွေလည်းပြေသွားကြတာလူတွေမပြေတဲ့သူတွေကြတော့လဲဆက်ကျိုးသွားကြတာပေါ့ဒါတော့လုပ်တဲ့လူတွေကတော့ပြပြောလို့မရဘူးခက်ကာလာရလေအိမ်တော်တို့ခုပြိုကွဲသွားဖို့ဆိုတာမလွယ်ဘူးလေအားကြောင့်ပဲ ရာတို့လည်းတတ်နိုင်ဆုံးကိုတက်တဲ့ပညာလေးနဲ့ကြိုးစားပေးနေကြတာပါမနက်9:00နာရီဆိုရင်ဒဏ္ဍာဖွင့်ပြီးမနက်9:00နာရီဆိုရင်ဘုကင်တင်ထားတဲ့လူတွေတွေ့တယ်ဒဏ္ဍာမှာလည်းလူကဏ္ဍတွေ့လို့ရတယ်အွန်လိုင်းမှာလည်းအွန်လိုင်းအနေနဲ့မေးမြန်းလို့ရတယ်ဘာတွေလုပ်ပေးနေလဲဆိုတော့ဆရာတို့ကတော့လူလောကမှာအရေးငါးရေးရှိတယ်လေအိမ်တော်ရေးအခြေရေးပညာရေးကျမ်းမာရေးလူမှုရေးဒီငါးရေးနဲ့ပတ်သက်တဲ့ဘယ်လိုအရာမဆိုဘယ်လိုအရာမဆိုဆိုတာက ဘာလာလာလှုပ်ပေးနေတယ်ပြောတာမဟုတ်ဘူးဆရာတို့လှုပ်ပေးနိုင်တဲ့အရာဘယ်အရာမဆိုဆရာတို့လှုပ်ပေးနေပါတယ်ဆရာတို့မပြတ်နိုင်တာကြီးကိုတောင်းဆိုလာတာမျိုးလို့ဆရာတို့လှုပ်ပေးနိုင်ပါဘူးဒါကတော့သူပြောထားတာပေါ့နော်အင်းပြတ်နိုင်တာဆရာတို့လှုပ်ပေးနိုင်တာဆိုရင်ဆရာတို့တွက်ချက်မှုရလှုပ်ပေးနိုင်တယ်ပြတ်နိုင်တယ်ဆိုရင်ဒီရေးငါးရေးဘယ်အရေးမဆိုဆရာတို့ပြစ်လှုပ်ပေးနေပါတယ်တနက်မှလာပြီးတော့လူကိုယ်တိုင်တွေ့ကျင်နေဆိုလဲ့ ဘုခင်တရားကြိုတင်ပြီးလာလို့ရပါတယ်အွန်လိုင်းမှာဆိုရင်လည်းသူသဖြင့်ညာပိုင်းနေမှာအွန်လိုင်းဘုခင်တွေကိုပြန်ပြီးတော့ဖြည့်ပေးနေပါတယ်